အားလုံးပဲမင်္ဂလာပါဒီနေ့က12ရက်17လပိုင်း2025ဘုဒ္ဓနေ့ဖြစ်ပါတယ်ဒီနေ့မှာနောက်ဆုံးရရှိထားတဲ့မီးပင်သတင်းအချိန်လေးတို့ကျွန်တော်မိဘဆွေမျိုးညီကောင်မောင်နှမတွေတစ်ဖန်ပြန်လဲပြီးတော့ပြောပြခြင်းပါတယ်တာယာသောနေ့လေးဖြစ်ပါစေလို့ဥစ္စာပထမတောင်းဆုပြုပါတယ်ပထမဆုံးပြောပြခြင်းတဲ့သတင်းအကြောင်းအရာတော့ဒီနေ့ KIA ကကောင်းကြီးပိုင်းပေါ့နော် KIA ရဲ့အထူးဆက်ဒေတာရဲ့စက်ကြောင်းမှုတကောင်ဒီနေ့မာရကိရသွားတယ် အရင်တော့ဆိုလို့ရှိရင် KIA ရဲ့အဲ့လိုအဓိကအရေးကြီးတဲ့ပုံကိုရေပေါ့နော်ကောင်းဝီပိုင်းအဲ့လိုအခုလိုမျိုးဗိုလ်ချုပ်အဲ့လိုမျိုးကတ်ကတ်အကထာစာမှုလည်းပဲလောက်တယ်အရင်တော့အဲတတော်သေးချင်ပြည့်စည်ရဆိုတာရှားတယ်ပေါ့နော်ရှားတယ်မရှိတဲ့လောက်ကိုအရင်တော့ဆိုလို့ရှိရင်ဒါပေမဲ့ခုနောက်ပိုင်းကျတော့ခဏခဏသေးနေတယ်ပေါ့နော်ခဏခဏသေးနေတယ်ဆိုတော့တတ်မလို့ရတယ်အဲ liner အထိကိုသူကပြင်းနေတယ်ဆိုတော့ဒီနေ့အဲ့ကောင်ကြွားပါတယ် နောက်တစ်ခုကတော့ကျွန်တော်ရခိုင်နဲ့ပတ်သက်ပြီးတော့ဆက်ဆက်တဲ့သတင်းတွေအားလုံးနဲ့ပတ်သက်ပြီးတော့ဆက်ဆက်တဲ့သတင်းတွေအများကြီးပြောပြဖို့ရှိပါတယ်။ကျွန်တော်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးအထိလိုက်ပါဝမ်းရကြည့်ဖို့ဖို့အတွက်အရင်ကပြောချင်ပါတယ်။ဒါကြောင့်လဲဆိုဒီနေ့ကတော်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 ကောင်းတဲ့သတင်းတွေပေါ့နော်။တော်တော်ကောင်းတဲ့သတင်းတွေကျွန်တော်တို့ပြောပြချင်တဲ့သတင်းကြောင့်ရကျွန်တော်ရခိုင်ဘက်ကိုအရင်ဆုံးပြောချင်ပါတယ်။အဲ့ဒီမှာကျွန်တော်တို့မနေ့တုန်းကကျွန်တော်တို့ပြောခဲ့ရတဲ့တိုင်းချောင်းတိုက်ပွဲပေါ့နော်အဲ့ဒီတိုင်းချောင်းတိုက်ပွဲတိုင်းချောင်းတိုက်ပွဲကိုစစ်တပ်က အဲဒီကောင်လေးခွေးမောင်းဆိုလို့မောင်းပြီးတော့ခွေးရိုက်တယ်လို့ရိုက်ပြီးတော့အဲ့လိုပိုးစုံပက်ဆက်ချိန်မုန်းတဲ့အခါမှာဒီကောင်လေးအသေးအပြောက်လေးအတူအပြတ်လေးအတူအိုနာဂျိုးကန်းလေးအဲ့လိုဖျက်ပြီးတော့ထွေးလိုက်ပုံလိုက်လေးဖျက်ပြီးတော့ဗောနော်ဒီကောင်လေးဆုတ်ခွာထွက်ပြေးရတယ်အလောင်းလေးကတော့မြောင်းများစွာရရှိတယ်အဲ့ဒီမှာဒီကောင်ဟိုအေးရကနေပြီးတော့တက်စုမှုလို့ခေါ်ဆိုလို့ရတဲ့အေးတဘုံအကြက်ဖက်တောင်းကျန်းသူအသေးတကောင်ရှေးရရတဲ့အလောင်းကနေပြီးတော့ရတဲ့စာ တပိုက်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဖတ်ပြခြင်းပါတယ်အဲ့ဒါပါလဲဆိုတော့ဒီကောင်လေးကနေပြီးတော့အေးတဘုံကြီးသွားပြီးတော့ကျဲလိုက်တယ်ဆိုလို့ရှိရင်အဲစာတင်ချောင်းကိုကျဲလို့ရက်သားကြီးထိကြိုက်တယ်ဖုန်းချောင်းကိုကျဲလို့ရက်သားကြီးထိကြိုက်တယ်ပေါ့နော်ဒီကောင်လေးလေးချောင်းရှင်းနေဆိုလို့ရှိရင်ဒီကောင်လေးကမဟုတ်မှန်ဝါဒဖြစ်နေဒီမှာအေးတဘုံအဲ့တက်ဆုမူတို့ခေါ်ဆိုလို့ရတယ်လူတယောက်ရှိရရတဲ့အာသူကစာတဆောင်ပေါ့နော်သူကမှတ်စုဆောင်မှာရေးထားဒီကောင်လေးက set data 3ခုလေးရခိုင်ပြီးတယ်မှာ အခိုင်မာကွာပဲဆက်တီတာတခုဟိုဘူးစီကမောင်းတော့အဲ့ပဲဆက်တီတာတခုဒီဘက်ကျွန်တော်တို့ဟိုဆက်တွေကြောက်ပြီအဲ့ပဲဆက်တီတာတခုအဲ့လိုမျိုးဒီကောင်တွေကတုံးမှုခွဲပြီးတော့ဒီကောင်တွေကလှုပ်ရှားနေအောင်နော်အဲ့မှာဒီအဲရခိတကောင်ပေါ့နော်တက်ဆုံမှုလို့ခေါ်ဆိုရမှာရေးထားရတယ်ဆိုတော့တပ်ဖွဲ့ဝင်များမင်းပြင်ဖုံကြီးကျောင်းနတ်မင်းပြင်စာတင်ကြောင်းအတွင်းနဲ့အိဆက်အနာယူဂျိန်တွင်ရန်သူဘက်မှလေးချောင်းပုံကျဲတက်ခံမှုကြောင့်တက်ဖွဲ့ဝင်38ဦးကြာဆုံးပြီးဆက်တီ ပေါင်းမြောင်းများစွာဒဏ်ရရှိခဲ့ပါ၏အရင်ရင်းနဲ့ဟာ9ရက်8လပိုင်း2025နေ့ဖြစ်ပါတယ်ဆိုပြီးတော့ဒီခွေးရခိုင်ရနေပြီလို့ရေးထားတယ်ပေါ့နော်ဆိုတော့ဒီမှာလည်းကျွန်တော်တို့ပေါ်နေပြီကျွန်တော်တို့ကစာသင်ကျောင်းတွေဖုန်းကျောင်းတွေဖုန်းကျဲတယ်ဆိုတော့ဘာကြောင့်လဲကျွန်တော်တို့အပြစ်မဲ့အပြည်သူလူတို့ကိုတိုက်ခိုက်တာလားဒီကောင်တွေကစာသင်ကျောင်းတွေဖုန်းကျောင်းတွေကကွယ်ယူစားလာယူရှင်းရှင်းနေကျွန်တော်တို့တွေးလို့ရတယ်ဒီစာမှာတဲရပေါ်နေပြီပေါ့နော်ပြီးတော့ရှင်ဒါလူမျိုးဘာသာတွေပြောတာမဟုတ်ဘူး ရန်ကုန်မှာစာတင်လိုက်တယ်မှာအေးအကြက်ဖက်တောင်းညံသူရခိုင်ဖုံးကြီးတွေပဲအဲရခိုင်ဖုံးကြီးတို့သွားမိကြီးအေးအထောက်ခံတဲ့ကောင်တွေပဲဆိုတော့ဒါကစာတင်ကြောင်းမှာဒီရခိုင်တို့လက်ခံထားရတယ်ဆိုတော့ဒါကဟိုတာမန်ဖြိုးဖြိုးဖြစ်စဉ်လုံပုံလုံးကြီးကိစ္စဒီလိုရေမျိုးရှက်စိတ်ဒါအပြင်းထန်တယ်မဟုတ်တဲ့နေရာမှာပေါ့နော်မျိုးရှက်စိတ်ဆိုတော့မျိုးရိုးပို့ပြီးတော့တိုးတက်အောင်ပြန်ပွားအောင်ဒီလိုလောက်တာမဟုတ်ဖက်နဲ့အဖရခိုင်နိုင်ငံတော်ကြီးပေါ့ထွတ်မြတ်နိုင်တဲ့ဘင်းကြီးယူနေတယ် အဲ့ဒီမှာရှိတဲ့လူတွေရတဲ့ဟိုဘာလဲမဟုတ်မှတ်တွေပေါ့နော်ငါစကားနွားရည်ဖာစကားချင်းရည်ကြိုးတွေအဲ့လိုပေါ့နော်စိတ်ကူးရင်ဆန်မှုတွေအဲဒါတွေမျောလင်းပြီးတော့ငါတို့ရခိုင်နိုင်ငံတော်ကြီးပါညာသားတယ်လားဆိုတော့အဲ့ဒီမှာအဓိကအပြင်တော့ဖုံးကြီးနေဖုံးကြီးနေပါတဲ့ငိုင်းပြင်းနေဆင်းဆင်းရဲရဲနဲ့မြို့တက်လာတဲ့ဇာတ်လည်းမတင်နိုင်ပေးရဲမတင်နိုင်ငါငါပြက်ပြက်နဲ့အဲဖုံးကြီးဖြစ်တယ်ဖုံးကြီးဖြစ်ပြီးတော့အဲ့ဒီမှာနေသူချုပ်လို့ဆိုပြီးတော့ချုပ်တယ်ရတဲ့အဲရခိတွေကိုအေးကိုထောက်ပံ့တဲ့ဖုံးကြီးတွေလည်းအများကြီးပဲ အဲအဲ့ဒါဒါကျွန်တော်ဘာသာရေးလူမျိုးပြောတာမဟုတ်ဘူးတကယ်မြေပြင်မှာတကယ်မယုံရှင်ဟိုအတိတယောက်ရခိုင်ဖုန်းကြီးတို့ကသွားပြီးတော့မေးကြည့်တယ်ဒါပေမဲ့ပုံမှန်အတိုင်းတော့မေးလို့မရဘူးဗောလေတတိချာချာပေါင်းပြီးတော့ဟိုကဟိုကချုပ်ဝက်မှုတစုံတရာနဲ့သွားပြီးတော့မေးကြည့်လိုက်ကြည့်အဲတော့မေးနဲ့တဲပေါ်တယ်ဒဗလိုင်းတော့မမေးနဲ့တဲပေါ်တယ်ဒဗလိုင်းမဟုတ်ခွင့်နဲ့ဒီတိုင်းမေးကြည့်လိုက်အဖြေမှန်နေထွက်လာတယ်ဗျကျွန်တော်ပြောရတယ်ဟုတ်လားမဟုတ်လားဆိုတော့ နောက်တစ်ခုကတော့ကျွန်တော်တို့ဒီနေ့ကော့ကရိတ်မြောက်ပိုင်းလန်ဟောင်းနဲ့ဒီဖိုးစံကြာဒေါနာတောင်ဖျက်လန်းအင်ဒေါ်တီဟိုတော်အဲ့ဒါတွေအားလုံးတက်မတော်ကနေပြီးတော့ကြက်တိုက်လရင်တွေနဲ့ဘုံကျရှင်းနေတယ်ကျန်တဲ့ဒုံဘုံကြီးတွေရှာတယ်အဲ့ဒီမှာအကျန်းဖက်တောင်းညမ်းသူတွေပို့ဆုပ်ပတ်ဆက်ကိုအထွေးလိုက်ပုံလိုက်ဖြစ်တော့သေးတယ်ခွေးစွဲရဲ့တပည့်တွေအဲတခြား KMU ကိုလာအောင်ခံအလုံးချကံပတ်တဲ့နောက်ပြီးတော့ခွေးဘလူးရဲ့တပည့်တွေ အဲ့ဒါကြီးအရောပြုတ်ပြုတ်ပြုံးသွားတယ်အတော်တော်သေးတယ်တော်တော်သေးတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ပါတီစုံဒီမိုကရေစီထရီရွေးကောက်ပွဲကို2025ဒီဇင်ဘာ28ရက်နေ့တွင်ကျင်းပသွားမှာဖြစ်ပါတယ်ဆိုတော့အဲတိုင်းပြည်ကဒီလိုအချုပ်ထွေးတွေကြားထဲမှာကျွန်တော်တို့နှီးမှန်နမ်းမှရောက်မယ်ဆိုလို့ရှိရင်28ရက်နေ့ကြာလို့ချိန်ရင်မဲသွားပြီပါလို့ကျွန်တော်ဒီနေ့ကနေပြီးတော့တောက်ဆိုပါတယ်ဒီနေ့ကနေပြီးတော့ကျွန်တော်ဟိုမှာပြောလိုက်ပါတယ် ။ဒါကြောင့်လည်းကျွန်တော်တို့နိုင်ငံရဲ့အရေးတစ်ခုသွားမယ်ဆိုလို့ရှိရင်ဂျမ်ဖက်နီလန်းတွေကိုကြော်ဖြတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူလူထုရဲ့အကျိုးကိုရှေ့ရှုပြီးတော့အများကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေမြန်မာဘာဘာညာဘာဖြစ်တယ်ဖြစ်စေအနည်းပဲဖြစ်ဖြစ်ခွင်းနေရအပေးအပေးစိတ်ရှိရနေပြီးတော့မဲသွားပြီးမဲသွားပြီးမှခင်ဗျားတို့ကောင်းမွန်တဲ့လမ်းကြောင်းကိုချက်လို့ရမယ်မဲသွားမှပြင်ဆက်တက်ကပြန်ပြီးတော့အုပ်ချုပ်နေမယ် စက်တက်ကပြန်ပြီးအုပ်ချုပ်လို့ရှိရင်ခင်ဗျားတို့ခင်ဗျားတို့ပြောပြောနေတယ်ခွေးကြီးတွေပြောပြောနေတယ်အာနာရှင်ကြီးအာနာရှင်စက်တက်အခင်ဗျားတို့မဲသွားမပေးမရှင်းဒီဟာတွေကဒီတိုင်းမဲသွားနေမှာပဲဆိုတော့မဲသွားပေးပါနောက်တစ်ခုကတော့ရုရှားပေါ့နော်ရုရှားကနေပြီးတော့ဒီနေ့မှာဆိုလို့ရှိရင်ဆက်လျင်တင်တင်မော၃စီးရုရှားလေတက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းရောက်ရှိနေတယ်။ဘာကြောင့်လဲဆိုတော့ နောက်အပတ်မှာညီမပင်လေပြင်းမှာဆက်လေးရင်လေးကျင်ခံရှိတယ်လေးကျင်ခံရှိတော့ဒါကြောင့်မလို့အနေနဲ့မိတ်တွေတက်မှတ်ပြီးတော့မတော်တဲ့နေရာတွေမလာတဲ့နေရာတွေတက်မတော်နိုင်ပြီးတော့ထုတ်ပြန်ထားရှိတယ်မြန်မာနိုင်ငံအစိုးရဒီဇယ်အစိုးရနေတော့ထုတ်ပြန်ထားတာရှိတယ်ဒီမှာပူးတွဲစရေးလေးကျင်ဖို့အတွက်ရောက်ရှိနေတာပေါ့နော်တော်တော်မိုက်တယ်တော်တော်မိုက်တယ်နောက်တစ်ခုကတော့ကျွန်တော်ကြောက်ဖြူမြို့ရဲ့ဝင်ပါဖြစ်တဲ့တိုင်းချောင်းရောင်တက်မတော်နိုင်တော့ပြန်လဲထိတ်ရှုပ်လိုက်နေပါတယ် ရခိုင်ပြည်နယ်ပျောက်ဖြူမြို့ရဲ့ဝင်ပေါက်ဖြစ်တဲ့ကျောက်ဖြူမြို့နယ်တိုင်းရှောင်းယူရမှာရှိတဲ့တောင်ကျန်းသူအေအေစကန်ကိုတပ်မတော်ကနေပြီးတော့ထိုးဆက်စင်တိုက်ခိုက်ပြီးတော့ပြန်လည်းထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒီကောင်လေးရဲ့မျောလင်းကြတွေကတော့တဖြည်းဖြည်းနဲ့ဝေးကွာနေပြီးတော့ဒီကောင်လေးကကျောက်ဖြူရမှာဒီကောင်လေးစကားပြောလို့ရမှာကျောက်ဖြူမရလို့ရှင်ကျန်တဲ့ရခိုင်ပြည်နယ်မှာရှိတဲ့မင်း18မြို့နယ်မှာဟို17မြို့နယ်တော့တင်းထားလဲတက်ကိစ္စမရှိဘူး။ဘာကြောင့်လဲဆိုတော့ကျောက်ဖြူကအဓိကဟိုနိုင်ငံခြားစီးပွားရေးဆောင်အဓိကအရေးကြီးနေရ။ဆိုတော့ ဒီကောင်လေးကြောက်ဖြစ်ကိုရဖို့အသက်တန်ကြိုးစားနေစကားပြောကြတယ်တရုတ်ကိုအဖေခေါ်ခြင်းလားအဲတရုတ်ကစီမံကိန်းတွေရှိတယ်လေရှိတယ်ဆိုတော့ဒီကောင်လေးလှုပ်ရှင်တာဒါမဲ့ဒီနေ့ဒီဒီကြောက်ဖြစ်ကိုမရသေးတဲ့အပြင်ကိုအမဲ့ချွေခံပြီးတော့ဒီကောင်လေးအထွေးလိုက်အပုံလိုက်တွေဖြစ်ပြီးတော့ဘဝပြည့်နေတဲ့အပြင်ကိုဒီနေ့ဆိုရင်အဲကောင်လေးထိန်းချုပ်လိုက်တဲ့နေရောင်နဲ့တက်မလို့ရနိုင်ပြီးတော့အဓိကဝင်ပေါက်နေရာကြီးကိုပြန်လဲရရှိသွားရပေါ့နော်တန်ရှောင်းပြောဆိုတာဆိုတော့တက်မလို့ကတကယ်လုံးဝတကယ်ဖြစ်တယ်နော်မလောက်ခက်နဲ့နေတာဘာကြောင့်လဲဆိုတော့ နိုင်ငံကဖိအားတွေလည်းရှိရဲပြီးလို့ရှိရင်ဒီဟိုဂရီးပိထအာဆီယံဂရီးပိထအရာတွေလည်းရှိရဲဆိုတော့ပြီးလို့ရှိရင်ဘုံကျုံမှုမင်းအွန်လိုင်းနဲ့ဖိအားတွေကြီးဆိုတော့ဖက်ဘက်ကပေါ့နော်ဖက်ဘက်ကတူမှာလည်းတခြားတန်တန်ငင်းတမန်ငင်းတွေလည်းရှိရဲဆိုတော့ပြပခါကမလုပ်သေးတာပြပခါလုပ်မယ်ဘုံလုံးမျိုးပန်းသွားနေတယ်ခုဆိုပဲမနေ့တော့ကမြတ်ကျော်သူဆိုတော့သူကဟိုသတင်းတော့တရားပေါ့နော်ရခိုင်မျိုးသားသတင်းတော့တရားအဲ့လားဘာရေးထားလဲဆိုတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ပြည်သူတွေငတ်နေပြီတဲ့ဒါမက်ကျော်သူမက်ကျော်သူကျွန်တော်ဖေးမှာပုံလေးထည့်ပေးပါမယ်သူရေးထားတာရခိုင်ပြည်နယ်မှာရှိတဲ့ပြည်သူတွေငတ်နေပြီစားစရာမရှိနေစရာမရှိထိုင်စရာမရှိအဲ့မှာတချို့တွေကဒါငတ်ပြီးတော့သေနေကြပြီဘဝတွေပြည့်နေထုံးမြန်နေဘယင်းယူယူလိုက်တာ ਨੇ ဒီလိုတွေရှိတယ်ပေါ့နော်ဆိုတော့မလိုရအောင်လဲကိုယ့်အရကိုစဉ်းစားရရင်ပြည်သူလူလူတွေဆိုရယ်ချုပ်တွေမိန်းကလေးတွေမြို့ကောင်းသမီးတွေဖားတွေဖြစ်ကုန်ကြပြီ အဲ့ဒီမှာရခိုင်ပြည်နယ်ကနေပြီးတော့ဗမာပြည်တွင်းကိုလာပြီးတော့တောင်းစားနေကြတဲ့အဲ့မှာအတကြီးရောအိုလေးဟိုလူလက်တွေလူရဲလေးလူငယ်တွေအလူဘာဟိုလူအချောင်းကလောင်တွေအများကြီးပဲဒီကောင်းလေးမှာဘာလုပ်เสียကြီးလဲတောင်းမဲစားနေရတယ်မိန်းကလေးတို့ဖာဖြက်တော်တော်အချိန်လေးဆိုးနေပြီပေါ့နော်ဘင်းယူယူလိုက်ထားရင်ဒါတော့ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့တနေ့မှာနောက်တစ်ခုကတော့ကျွန်တော်ရှင်းပြည်နယ်တီးတိမ်မြို့မှာရှိတဲ့ ကနေဒီတောင်ကုန်းနဲ့ဖလန်းမြို့နဲ့ဝေဘူလာမြို့ကိုတက်မလို့ကနေပြန်လဲထိန်းရှုပ်လိုက်နိုင်ပြီးတော့ဖလန်းမြို့ကိုဖလန်းမြို့သိမ်းတိုက်ပွဲဆက်စင်ရေးကိုတက်မလို့ကနေပြီးတော့တဖန်ပြန်လဲပြီးတော့ထိုးဆက်ဆင်နေပါတယ်။ရှင်းပြည်နယ်ရဲ့ဆက်စင်ရေးကိုအဆုံးပြတ်ပေးနိုင်တဲ့တိတိမ်မြို့နဲ့ကနေဒီတောင်ကုန်းနဲ့ဖလန်းမြို့နဲ့ဝေဘူလာမြို့ကိုတက်မလို့ကနေပြီးတော့နိုဝင်ဘာပထမပတ်နဲ့ဒုတိယပတ်အတွင်းမှာပြန်လဲထိန်းရှုပ်လိုက်နိုင်ပြီးတော့ဖလန်းမြို့ကိုရရှိရေးအတွက်တတိယရှရာထိုးဆက်ဆင်နေပါတယ်။ ဆိုတော့မကြခင်ရှင်တော်တော်ကျွန်တော်တို့ဖလန်းမျိုးရနိုင်မဲလို့ရရှိမဲလို့69တက်သမာ99ရခိုင်တော့တော့သိကြသွားပြီတတော်ဝမ်းသာတယ်အတင်းမှာနောက်တစ်ခုကတော့ကျွန်တော်တို့ဒီပရင်မျိုးအဆက်ပြချင်းကြေးရွာအနီးမှာရှိတဲ့တောင်းညံသူဗရက်တိုက်ကိုတက်မလို့နိုင်ပြီးတော့ဘုံကျချင်းလိုက်လိုက်ပါတယ်စကိုင်းတိုင်းဒေသကြီးဒီပရင်မျိုးအနောက်ရှမ်းအဆက်ပြချင်းကြေးရွာမှာရှိတဲ့တောင်းညံသူဗရက်တိုက်ကိုတက်မလို့နိုင်ပြီးတော့လေကြောင်းဘုံကျချင်းလိုက်တယ်လို့သိရပါတယ် အဲ့ဒီဘက်တကြောဟိုဘက်တည်းကပြ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 ဟိုရင်းမှာစကန်လေးရှာဒီမြန်မာစကန်လေးရှာအဲ့လိုမျိုးလုံနေတာပေါ့နော်ဒီတိုက်ကကြတော့ဒီဘက်တိုက်ကကြတော့ဒါစကန်လေးမဟုတ်ဘူးလေဒီကောင်လေးအဆက်တင်တန်းလေးပေးတယ်ပေါ့လေဓမြတင်တန်းပေါ့ဓမြတင်တန်းလေးပေးတဲ့နေရာအဲအဲ့နေရာတော့အမောက်ရှိလိုက်တယ်ပေါ့နော်အမောက်ရှိလိုက်ပြီးတော့အဲ့မှာအဲဒီကောင်လေးရဲ့အဓိကအဓိပတိနှစ်ကောင်ကြားတယ်ကျန်တဲ့ဆက်တင်တန်းတက်ရောက်နေတဲ့ဓမြတင်တန်းတက်ရောက်နေတဲ့ဟို လူငယ်လူရွယ်လေးတွေပေါ့နော်လူငယ်လူရွယ်လေးတွေခိုးဆုပ်လူနိုင်ခိုးဆုပ်လူနိုင်တခုတ်ချဘိုးလေးတွေတခုတ်ချဘိုးလေးတွေ35ရောက်အဲ့မှာတခါတယ်ငရဲတော့ငရဲကိုရောက်ရှိသွားတယ်ပေါ့နော်ဆိုတော့ဒါကတော့အညာနဲ့ပတ်သက်ပြီးတော့ဒီပိုင်းနဲ့ပတ်သက်ပြီးဆက်ဆက်တဲ့သတင်းမှာငါတို့ပြောတာဝက်လက်မှာစက်ကြောင်၃ကြောင်နဲ့နာမည်ရှင်းလင်းနေပြီးတော့အကျန်းဖက်တွေကအထိကကြဆုံးမှုများစွာနဲ့စုတ်ခွာထွက်ပြေးနေရတယ်ဆိုတော့သတင်းမှာ ဝက်လက်ဝက်လက်ဝက်လက်မှာအဲ့ဘက်တွေကြောင်းမှာပေါ့လေအညာဘက်တွေရနေပြီးတော့စုံမိုးနေတာစုံမိုးနေတာဆိုပြပြလုံနေတာပေါ့နော်ဟိုမှာစက်ကြီးကောက်ဒီမှာစက်ကြီးကောက်ဆိုပြီးတော့အလောက်ရှားနေတဲ့နေရာဒီသားတွေအားတွေဟိုတက်မလို့ရနေပြီးတော့တသိချက်ကြစက်ကြောင်း၃ကြောင်းနဲ့ဝင်ရှင်းတာအဲ့ဒီမှာလည်းဗတက်တိုက်တွေဗတက်တိုက်တွေကိုမီးနဲ့ရှို့တယ်ဗတက်စခန်းတွေကိုဖျားကြတယ်ပြာချတယ် အဲ့မှာတေချေပြည့်စည်သွားတဲ့ဗရက်အင်ကတော့အယောက်59ယောက်59ယောက်59ယောက်ထဲမှာအဓိကအရေးကြီးရဲ့ကျောင်းခေါင်းဆောင်လို့ခေါ်တယ်ဓမြခေါင်းဆောင်လေးပေါ့နော်ဓမြခေါင်းဆောင်လေးကတော့12ယောက်ဒီကောင်လေးကပြောတာပေါ့ဒီကောင်လေးဘူကြီးပုံမှုအဲဗါရဲစက်ကြောင်မှုပေါ့အဲဒီကောင်လေးကနေပြီးတော့ဒီကောင်ဒီကောင်ခွေးသတင်းဌာနတွေမှာရေးထားတဲ့သတင်းတပုတ်ပါဒါတော့ နောက်တစ်ခုကတော့ဗရက်တီရဲ့ရုံမှမှုပေါ့နော်အဲ့ဒါပါလဲဆိုအိန္ဒိယမြန်မာနှစ်နိုင်ငံသာသနာပြုဆရာတော်ဒေါက်တာဝိတုတ္တနဲ့ဒေါလဘကိုရင်ကြီးတပါးကိုအနုကြီးလက်အောက်ခံရွှေဘိုဗရက်တီရနိုင်ပြီးတော့ပြန်ပြီးဆိုဖမ်းဆီးသွားပြီးတော့တေလာရှင်လာတယ်ဘုဒ္ဓမသိရသေးပါဘူးအိန္ဒိယနိုင်ငံဗောဓဂယာမှာကျောင်းနေဆရာတော်တပါးလည်းဖြစ်အိန္ဒိယမြန်မာနှစ်နိုင်ငံသာသနာပြုဆရာတော်ဖြစ်တဲ့ဒေါက်တာဝိတုတ္တနဲ့ဒေါလဘကိုရင်ကြီးတို့အနုကြီးလက်အောက်ခံရွှေဘိုဗရက်အဖွဲ့တွေက နိုဝင်ဘာလ9ရက်နေ့ပဲရွှေဘုံမြို့နဲ့ပြန်ပေးဆွဲဖန်စီသွားတယ်လို့သိရပါတယ်။ခုချိန်ကြီးဆိုလို့ရှိရင်ဆရာတော်ရဲ့တန်ဃာတော်ရရတဲ့ဒီဆရာတော်ရဲ့တန်ဃာတော်ရရအိန္ဒိယမြန်မာနိုင်ငံရှိကြီးရဲ့အတွက်လုပ်နေတာဆက်တန်နဲ့မသက်ဆိုင်ဘူးပဲအဖွဲ့အစည်းမှမသက်ဆိုင်ဘူးဗုဒ္ဓဘာသာကိုသွားလို့ရှိရင်ဒီကိုဒီဖုန်းကြီးကပဲအခုဒီကောင်တွေဖန်စီသွားတယ်ပေါ့နော်။ဖန်စီသွားတဲ့အကြောင်းနဲ့ဆရာတော်ကနေပြီးတော့မှအဲ့မှာရှိတဲ့စာသင်သားတွေတန်ဃာတော်လေးလာပြီးတော့တင်းတုံးတဲ့အခါမှာ ပို့ပြီးတော့အဆင်ပြေအောင်လို့အမြင်နဲ့ကူညီပေးနေတဲ့ဆရာတို့ဖြစ်တယ်ဆိုပြီးတော့တခြားဆရာတို့တန်ခါတော်တွေရနိုင်ပြီးတော့ထောက်ခံချက်တွေပေးထားပါတယ်တွေ့ရင်လည်းပြန်လှုပ်ပေးပါပိုက်ဆံလေးလိုစရာရှိရင်ယူသွားပါဆရာတို့နဲ့အတူပါသွားတဲ့ကားဆရာတို့မှာရှိတဲ့အဲတခြားဖုံးတွေနဲ့ငွေကြေးတွေကိုလည်းယူခြင်းယူသွားပါဆရာတို့တို့လှုပ်ပေးပါဆိုပြီးတော့ဆရာတို့တန်ခါတော်တွေရနိုင်ပြီးတော့တောင်းဆိုထားပါတယ်ဒီဆရာတို့ကြီးကစက်တက်နေတဲ့ဘာမှသက်ဆိုင်ခြင်းမရှိသလို့ အစိုးရရဲ့အရန်တရားတွေမှာပါဝင်သက်ဆိုင်ရမှရှိပဲနဲ့သူကလည်းသူတာသနာပြုလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့ဆရာတော်တစ်ပါးဖြစ်ပါတယ်။ဒါကတော့ဒီကောင်လေးရဲ့ရုပ်မှားရိုင်းဆိုင်ရုပ်မြင်မှုတွေပေါ့တာသနာပြုမထီရတဲ့အရာတွေမှာစာသင်ကျောင်းတွေတာသနာမိကအစာဝူတွေဟိုတာသနာရက်ဆိုင်ရာပုံပေါ်လေဒါတွေကဂျနီဗာကွန်ဗင်းရှင်းထဲမှာလုံးဝမထီရတဲ့အရာတွေဒါပေမဲ့ဒီခွေးတွေကမထီရတဲ့အရာတွေကိုတော်တော်ကြီးအောင်ထီနေပြီးတော့ရှင်စက်တက်ကလုံးရင်ငိုးတယ် ဆိုတော့အနေနဲ့တော့လွဲနေတယ်အနေနဲ့တော့လွဲနေတယ်ဒီပုံလိုက်ဆက်သွားရင်မင်းတို့ကနိုင်ငံတကာမှာလည်းအကြမ်းဖက်လို့ကောင်းစင်တက်ခံရမယ်ဆက်တက်ကြတဲ့အကြမ်းဖက်ဆိုတော့မင်းတို့တွေပင်းပင်းထန်ထန်ချိန်မုန်းကြီးခံရမယ်ဒါတွေကိုသိနာရတယ်ဘလို့ပါတယ်နောက်တစ်ခုကတော့ဖလန်မျိုးသိဆက်စင်ရေးပေါ့နော်အဲ့ဒါပါလဲဆိုတော့ CMO CMD ရဲ့ဌာနချုပ်ရှိတဲ့ဖလန်မျိုးကိုစိုက်ကဲနဲ့တနအိတန်းကွာဝေးတဲ့နေရာထိကွန်မန်ဒိုတပ်ဖွဲ့များဒရုန်းတပ်ဖွဲ့များကတုံ့ပြန်ရှင်းလင်းဖို့ရောက်ရှိနေပါတယ် ဒီစကားပြောတဲ့အချိန်အထိဆိုလို့ရှိရင်အဲ့ဒီနေရာမှာအကောင်တော့ဝိုင်းဝန်းပိတ်ဆို့ထားပြီးတော့ရှင်မုံနေတယ်။ရှင်မုံနေမကြခင်ရှင်တော်တွေမှာတော့ကျွန်တော်တို့ရပြီလို့လက်မှတ်ထောင်ပြီးတော့ပြောလို့ရတဲ့အရှင်နေတွေမြင်နေရပါတယ်။ဒီကိုအတန်လေးမြေပြန်နေရောတစ်ခါပြန်လေးကြားရပါတယ်။နောက်တစ်ခုကတော့ဟိုပင်မြို့မကနာအထွတ်တိုးကအနည်းမှာတိုက်ပွဲဖြစ်ပါတယ်။ဂိတ်ကိုလာချောင်းနဲ့ဒီကောင်တွေကနေပြီးပြပြလှုပ်ရှင်ရပါတော့။ဘာကြောင့်လဲဆိုအဲဗီဒီယိုလေးတွေရာယူပြီးတော့ဒီကောင်တွေကလှုပ်ခန့်နေတာ။ အဲလူငန်ရှင်တို့အဲ့မှာတို့ဝေမှာရှိတဲ့ဟိုစစေးလုံနေတဲ့တက်မလို့သားတွေကိုဒီကောင်တွေကနေပြီးတော့လာပြစ်ထားလာပြစ်ဖို့အတွက်လာချောင်းတာပေါ့နော်လာချောင်းတာမှာအဲ့မှာတက်မလို့ဥအောင်စော်လိုက်တယ်ဥအောင်စော်လိုက်တော့ဒီကောင်20တကောင်အဲ့မှာမှောက်ပြီးတော့ငရဲရောက်သွားတယ်အခုကကြတော့အဲ့ကောင်တွေအဲ့လိုမှောက်ပြီးတော့20တကောင်ငရဲရောက်ပြီးတော့ကျန်တဲ့ကောင်တွေအဆုတ်ခွာထွက်ပြေးသွားတယ် ထမီးတာကိုတက်မတော်ကနေပြီးတော့နောက်ကတက်မတော်သားတွေကနေပြီးတော့ဟိုပင်အရှိတောင်ဘက်အထိဆက်လိုက်ပြီးတော့အဲကောင်လေးတွေ့သမျှအကုန်လုံးတောက်ပင်ရှင်းလင်းနေတယ်။ဟိုပင်အရှိတောင်ရှေနန်းရင်းရှောင်းမှာရှိတဲ့စပယ်တောင်စခန်းတင်ပင်လုံးရေပေးဝယ်ရေးရေးတောင်စခန်းမှာရှိတဲ့ KI ဗတက်တွေအဲ့ဒီမှာဒီကောင်လေးကအရှိရှပြီးတော့ရှေကုတ်ယူထားတာပေါ့နော်။အလားလေးအကုန်လုံးလည်းနောက်ကလိုက်ပြီးတော့ရှင်းလင်းနေတယ်။ ်တတော်အားဝဝမ်းသာဇရာကြီးပါဒီနေ့ဆိုလို့ရှိရင်ဖာကန်မော်စီစာလမ်းမကြီးပေါ် Sky Hotel မှာတက်ခုံနေရသူ တွင်နဲ့ဝင်နှန်းအားလုံးညာတွင်ချင်းလွတ်ရကြော့ရအောင်တက်မတော်နိုင်ပြီးတော့ပြောပြရွှေခိုင်းနေပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီနေရာတွေအကုန်လုံးတက်မတော်အောင်နေပြီးတော့ထိမ့်ချုပ်နေရပြီးတိမ့်ပိုက်ထားပြီးတော့တိမ့်ပိုက်ပြီးတော့ တရားရေးဗတ်တည်းအဲ့ဒီမှာရှိတဲ့ထိုးကြွေးခံကုံလုံးလေးတွေကိုခွေးမောင်းစလုံးမောင်းဖို့အတွက်အဲ့ဖားကန်မှော်စီတာ Sky Hotel ကိုတက်မလို့ကနေပြီးတော့အဲ့မှာရှိတဲ့ပြည်သူပြည်သူတွေရှောင်ခိုင်းတာပါလေတော်တော်ပွဲတွေကြည့်လို့လှပါပြီဖားကန်မှာဆိုရင်လည်းတက်တေချာချာကိုင်နေတာတက်တေချာကိုင်နေတာပြီးတော့ဖားကန်ကလည်းတက်မလို့ကနေပြီးတော့ဒီအဲလက်ရှိတည်တဲ့အဆိုရကနေပြီးတော့ရွေးကောက်ပွဲဖြစ်ဖို့အတွက် မဆင်ပြရဖို့အတွက်ရွေးကောက်ပွဲကျင်းပဖို့အတွက်တတ်မှတ်ထားနေရတခုပေါ့နော်ဆိုတော့ကြိုင်နေရအပြင်းတော့ကြိုင်နေအပြင်းတော့ကြိုင်တော့ဒီကောင်တွေကဘဝတွေပြည့်ပြီးတော့တည်တဲ့သူကဒီကြေကြေတဲ့သူကကြေအဲ့လိုမျိုးပေါ့နော်တော်တော်ဆက်ဆုပ်ပဲပဲလေးဖြစ်နေရဒီကောင်တွေနောက်တစ်ခုကတော့ကျွန်တော်ရွှေဘုတ်ခရံဗဒက်ရွှေဘုတ်မြို့နယ်အောင်ရှမ်းသာရွာသက်မှုအရှိတ်ဘက်ညောင်ကင်းဖုံးကျောင်းမှာဗဒက်၄၀၀နဲ့၅၀၀ရှိတယ် ငါးစုကုံရွာထက်ဥငွေတန်းတရက်ရှန်ထဲမှာလည်းဗရက်အင်အားရာကျော်ရှိတယ်လို့မြေပြင်တဲ့အရှင်တွေကသိရပါတယ်။အခုညာငါးစုကုံကိုလက်နဲ့ချင်းနှလုံးနဲ့အပေးကတန်းထုပေးလိုက်တာပေါ့နော်။အဲထုပေးလိုက်တာအဲတကယ်ကိုဒီကောင်လေးရဲ့ဒီကောင်လေးအစုလိုက်အပြုံလိုက်ဖြစ်နေတဲ့နေရာကိုသွားပြီးတော့ကြာတယ်။အဲကြာတော့ဒီကောင်ရဲ့ အဲ့ဒီခုနကရှိတဲ့ဖုန်းကြောင်းမှာရှိတဲ့ဗရက်အင်က400နဲ့900ကျော်နော်အဲ့ဒီပေးဟိုပပလဲမှာရှိတယ်သူတို့ super hero နေရာယူထားတဲ့ data အဲ့ဒါကိုထုလိုက်တာနောက်ပြီးတော့လေကြောင်းကနေပြီးတော့ပေါင်900နဲ့သွားပြီးတော့ရှင်းတယ်အဲ့ဒီမှာလဲ400နဲ့900ကျားရှိတဲ့ဗရက်တွေက၃ပုံ၂ပုံလောက်ပြက်ပြက်ထွက်သွားတယ်အပုံလိုက်ထွေးလိုက်တွေဖြစ်ကုန်တယ်ဒီကောင်တွေမှာတဖြည်းဖြည်းနဲ့ချင်းချင်းနဲ့လူမျိုးတုံးပါပါဒီကောင်တွေဒီတိုင်းသာဆက်မိုက်သွားဒီတိုင်းသာဆက်မိုက်သွား မကြောက်မကြောက်မင်းတို့လေအယုတ်ကြီးရမှာမင်းတို့လေနောက်မှကြောက်ကျင်အညာအညာမှာလုံရှိပဲဖြစ်ကုန်မှာအညာဆိုတာအညာပြတ်တွေပြောပါတယ်ထိုးကျွခံဟိုမှာလည်းတွားပြီးတော့တည်ရခရင်မှာလည်းတွားပြီးတော့တည်လိုက်တယ်ခရင်မှာလည်းတွားပြီးတော့တည်လိုက်တယ်ကိုဥက္ကမှာဆိုရင်တွားပြီးတော့ပလောင်မှာဆိုဟာတက်တက်စတဲ့ခံထိုးကျွခံနေရရလာဆိုနေရလည်းမရဘူးဟုတ်ကောပလောင်တွေရဆိုတော့ညင်ဒီကောင်တွေကိုခွေးမောင်းဆိုတော့ခွေးလိုနွားလိုဆက်ဆံတာအဲ့လားလေဒီကောင်တွေကမမှတ်ဘူး မမှတ်ပါလေကို့အချင်းပြန်ပြီးတော့တတ်နေကြတယ်ဆိုတော့ကို့အဲ့မှာတဝက်လောက်ပြုတ်ပြုတ်ပြုံးသွားသုံးပုံနှစ်ပုံလောက်ပြုတ်ပြုတ်ပြုံးသွားတယ်ပေါ့နော်ထွေးလိုက်ပုံလာတယ်ဖြစ်သွားတယ်နောက်တစ်ခုကတော့ကျွန်တော်တို့လမ်းမြအားလုံးနေပြီးတော့တို့ဆိုပြီးတော့ကြွေးကြော်ထားတဲ့အနူကြီးရာနေတော့ဗားရီရေးတွေပြောထားတယ်ဆိုတာနည်းနည်းလေးဖတ်ပြခြင်းပါတယ်အဲ့ဒါပါလေဆိုတော့ BBC မှာတင်ထားတာပေါ့နော်ဒေါ်လာရဲ့အားကောင်းတဲ့အညာဒေတာဒေါ်လာရဲ့တက်တွေမှာဆက်အသုံးစေးသိန်းရာကြီးအကျွေးတင်လာတဲ့အထိဖြစ်လာကြတယ်တော့တတ်လာရ အဖွဲတချို့ကနေပြောလာကြပါတယ်။ဒါပြင်တချို့တရင်တက်ဖွဲ့တွေမှာလက်နက်ခဲရန်လိုအပ်ချက်ကအကြီးကြီးမားမားရှိနေတာကိုထုတ်ပြောထားကြပါတယ်။ဒီလိုအပ်ချက်တွေရှိနေတဲ့တက်လိုက်ရတက်ဖွဲ့တွေကိုနီးစပ်ရငွေကြေးတက်နိုင်တဲ့သူတွေကအတွင်းမှန်ငွေရှေးပေးတာတွေကြက်တိုးနဲ့ငွေရှေးပေးတာတွေအပြင်အိမ်ယာမြေစတဲ့ပိုင်ဆိုင်မှုတွေအပေါက်ခံပြီးတော့ငွေထုတ်ပေးတာတွေရှိတယ်လို့မြေပြင်တဲ့အချက်လက်အချို့အရာသိရပါတယ်။တချို့တက်လိုက်တက်ဖွဲ့ဝင်တွေဆိုရင်အကျွေး30ရှီကနေ1000ရှီအထိ အကျွေးတင်နေကြတယ်တော့သိရပါတယ်ဆိုတော့အရင်တော့ကပဲစင်းရှင်းတာလေအလူကြီးရနေပြီးတော့တလမှာအလူခံတဲ့ငွေကြီးရဘလောက်အဲဂိတ်ကြီးမှာစက်ကြီးကောက်ပြီးတော့အသုံးစီတွေကဘလောက်ရရှိထားပါတယ်ဆိုတော့ဒေါ်လာကျပ်တန်းပေါင်းဘလောက်ဘလောက်ဆိုတာစင်းကောက်ထားပြီးတာအဲ့ဒီပိုက်ဆံတွေကမေပင်မရောက်တော့ဘူးလားမင်းတို့ကိုယ်ပဲတလာရမေပင်ကလူတွေမှာအကျွေးတင်နေပြီဆိုပြီးတော့ပြောနေကြတဲ့ဒီလိုငွေကြီးတွေကပါလဲပါဆယ်လိုအိမ်ဝင်လိုက်တာလား အလွန်ကိုလည်းအိမ်ဝင်လိုက်တာဒါတွေကကျွန်တော်စဉ်းစားနေရရှိတာပေါ့နော်ခမဲစားပြီးတော့ခွေးချိမပိုင်းတော့ဒါတွေကနားလည်လာမှာပါဆိုတော့မင်းတို့ကစတဲ့ခံထိုးကြွေခံနေတာဒါကတော့ကိုယ့်အရကိုစဉ်းစားပေါ့စဉ်းစားပြီးတော့အလင်းဝင်တဲ့နေရာရှိဝင်ကောင်းကောင်းမဘွားတွေဖြတ်တန်းဒီတော့မှမဟုတ်ခွန်းနဲ့ဆက်ပြီးတော့မိုက်တွင်းနေနေမယ်ဆိုရှင်မင်းတို့ကပုံးလေးတွေအများထိုးကြွေခံရတဲ့အကောင်လေးတွေပဲဖြစ်နေမှာပဲဆက်30မရှိတော့လုံအင်အားမရှိတော့ view ကအရနောက်ဆုတ်ပြေးလိုက်ရတယ်ဆိုပြီးတော့မင်းတို့ကအုံးမယ် ။တမလို့ကတကယ်လှုပ်ရင်လည်းလှုပ်တယ်ဆိုပြီးတော့ငိုအောင်မယ်။မိမိမှဒီကောင်လေးတော်တော်ဒုက္ခအောင်နေတာ။တတော်ဘဝတွေပြည့်နေတာ။မတက်သားတဲ့အဆုံးတော့ဆက်မိုက်မယ်ဆိုပြီးတော့မိုက်နေကြတာ။တချို့ကလည်းပေါ့နော်။တချို့ကလည်းအသိပညာအသိတရားမရှိတဲ့အခါကျတော့ဓမ္မရဲ့ကျိုးဆော်တိုင်းကနေကြတာ။ချို့တွေကောင်လေးကြတော့လည်းဆောက်လို့ဆောက်ကြတယ်မလို့ရှင်။ လူထင်ကြီးရဲ့ခန်းချင်းဘာကြောင့်လဲဆိုတော့ခွေးနေတွေအထင်ကြီးတယ်လေအဲ့လိုဟိုလက်နဲ့တိုက်ကင်နေဆိုရင်ပြည်သူသားပြည်သူသားဆိုခွေးသားခွေးသားဆိုပြီးတော့အဲ့လိုပေါ့နော်အမ်တကယ်တကယ်တော့အဲ့လိုကောင်းလေတခိုးချဘိုးတွေဆောက်လို့ဆောက်ကံမရှိတဲ့ကောင်းလေဆောက်လို့ဆောက်ကံမလုပ်ရှင်တဲ့ကောင်းလေအလားတရားနေလို့ဗတဲ့တွေဖြစ်ပြီးတော့အဲ့မှာအညာမှာဒါကြောင့်မလို့ဗတဲ့မှုတွေဟိုနေရာဓမ္မတိုင်းတိုင်းပတ်တိုင်းဟိုမှာဟိုပြန်ပေးဆွဲဒီမှာပြန်ပေးဆွဲဆိုတော့ပေါ်လာနေတာပေါ့နောက်တစ်ခုကတော့တပည့်ရင်ပေါ့နော်တပည့်ရင်ဒီနေ့ ်မှာရှိတဲ့တပည့်မှာရှိတဲ့ပဋိသတ်ကိုဒီနေ့กินလိုက်တယ်။ဘာမှလဲဆိုတော့ဒီပည့်ရဲ့အနောက်ရှံရေဦးဘူးတလင်ကဏီတပည့်ရဲ့အဲ့ဒီလေးမျိုးနဲ့အဆက်မှာရှိတဲ့အနုကြီးရဲ့လုံမြောက်နေမြေဟူနောငါအောက်စုအနောက်ဖက်ဆက်ပြခြင်းပဋက်ကျုံတော့ပဋက်တောင်မြောက်ရွာမှာရှိတဲ့ဒီနေ့ MG ရုံးခွင်ပွဲလုပ်တယ်ဗောနော်အဲ့ဒီရုံးခွင်ပွဲကိုလေရောက်ရှင်းလိုက်တယ် အဲ့မှာဘလောက်သေးတယ်ဆိုလဲဆယ်စီးနဲ့တိုက်ယူရတယ်အထိအလောင်းတွေအလောင်းတွေမင်းမကောင်းလဲဆယ်စီးကတစ်ခါတည်းတိုက်တယ်မဟုတ်လားတိုက်လိုက်ပြန်ယူလိုက်တိုက်လိုက်ပြန်လိုက်အဲ့လိုမျိုးပေါ့နော်ပတက်တွေတော်တော်အထွေးလိုက်ပုံလိုက်ဖျက်ပြီးတော့ခုဆိုလို့ရှိရင်ဒီအတိုင်းအလောင်းကိုတသိချရာရင်တော့ဆိုလို့ရှိရင်ခူသွင်းပြီးတော့တချိုးတယ်ပေါ့နော်ခူခူသွင်းအောင်မတော်နိုင်ဟိုကနဲ့ဘက်ဖိုးကြီးနဲ့မြေကြီးတူးပြီးတော့တခါတည်းအကုန်လုံးကိုစုပုံပြီးတော့မြုပ်နေရတဲ့အထိပေါ့နော် တို့ကတော့ကွာမြို့နယ်မှာရှိတဲ့လူပေါင်း8900ကျော်စနိုင်ခံတဲ့စေဝါအကူအညီတွေလိုအပ်နေပါတယ်အေဦးရေ8900 925ဦးအိမ်တောင်စု1964စုမှာစေဝါနဲ့စနိုင်ခံအကူအညီတွေလိုအပ်နေပါတယ်အဲ့ဘက်တကြောင်ကဖားချ9ချာလောက်ပိန်လိုက်ထွက်ဒီလုပ်ငန်းတွေပဲအသက်မွေးဝမ်းကြောင်းပြုနေရတာပေါ့နော်ဆိုတော့အားအရာတွေအားလုံးလည်း အေးလည်းပိတ်ထားတယ်တက်မလို့လည်းပိတ်ထားတယ်ဆိုတော့ဒီကောင်တွေဘာဆောက်လုံးမှမရှိတော့ဘာဆောက်လုံးမှမရှိတဲ့အပြင်နံပါတ်ဆက်သွယ်ရေးဖြတ်ထားတယ်ပြီးတော့ရင်ဒီကောင်တွေကနေပြီးတော့ဘင်္ဂါဒီနဲ့မတည့်ဘူးအဲအာကူညီနဲ့မရအောင်အိန္ဒိယရဲ့ပြဿနာဖြစ်နေတယ်ရှင်းနဲ့လည်းပြဿနာဖြစ်နေတယ်ဆိုတော့အဲ့ဘက်ကလည်းကူညီမရအောင်ဒီဘက်ကမကွေးဘက်ထပ်ပါပဲရှိတယ်ပေါ့နော်ဒီဘက်ဆိုရင်တက်မလို့ကနေတော့ပိတ်ထားတာဘာလဲဆိုတော့အေးအာကြီးအဆက်နောက်တစ်ခုကတော့လေးမြင်တာပေါ့နော်အဲ့လာမှလည်းတိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့ဘယ်ကမှအကူအညီမရတဲ့အတွက်ကြောင့်မလို့ ်ဘယ်ရမှာစေဝါးတွေစမ်းလိုက်ထားတဲ့တယ်ဆောင်လို့မရတဲ့အတွက်ကြောင့်မလို့ငတ်ပြတ်ပြီးတော့အကုန်လုံးဒုက္ခအောင်နေပါလေလူတယောက်ရဲ့ဘယင်းယူတဲ့အိမ်မက်တစ်ခုကြောင့်လူပေါင်းများစွာသိချင်းပြစ်စီနေပါတယ်နောက်တစ်ခုကတော့ရွှေဘုခရံဗဒက်တရင်လေးရနေပြီးတော့အကျန်းဖက်အဖွဲဝင်တွေကရွှေဘုမြို့နယ်ဘုံဖွဲ့ရွာဒေသခံပြည်သူတွေရဲ့နေအိမ်တွေရနေပြီးတော့လက်ဝက်လက်စားတွေတံပိုးကြီးပစ္စည်းတွေအဝက်အစားတွေဖုံးတွေနဲ့ပိုက်ဆံတွေတော့အတေးကမှလူရဲ့ဓမြတိုက်ယူသွားတယ်လို့သိရပါတယ် အကြမ်းဖက်အဖွဲ့တွေနဲ့ဒေသခံပြည်သူလူအကြမ်းဖက်အဖွဲ့တွေကဒေသခံပြည်သူလူတို့တွေစီကတန်ဖိုးကြီးပစ္စည်းအပါဝင်ငွေကြေးကိုပါအခုတော့အတင်းအဓမ္မမြို့ရဲ့ဓမ္မတိုက်ပြီးယူသွားတာကြောင့်ပြည်သူတွေအနေနဲ့မကြင်မနက်ဖြစ်နေကြတယ်လို့သိရပါတယ်။ဗရက်အကြမ်းဖက်အဖွဲ့တွေဟာတက်လာရအောင်အကြောင်းပြုပြီးတော့လက်နက်ကင်ခဲ့ပေမဲ့အခုအချိန်မှာတော့လက်နက်အားကိုးနဲ့အပြစ်မဲ့ပြည်သူတွေအနိုင်ကျင့်ဗိုလ်ချုပ်တွေဓမ္မတိုက်စားနေတဲ့အကြမ်းဖက်တပွဲ ဓမ္မအဖြစ်နဲ့ရက်တည်နေပြီးတော့ပြည်သူလူထုကိုဒုက္ခပေးနေပါတယ်။ဒါတော့ကျွန်တော်တို့ပြည်သူလူထုတွေတဖြည်းဖြည်းနဲ့လည်းအဲ့ဒီဘက်ဒီကြောင်မှာခွေးနေကိုထောက်ခံတာလေ။ခွေးနေအဲ့ခွေးပြတဲ့ဖြစ်လာဖို့အတွက်အဲ့လူတွေကပဲအဓိကငွေကြေးတွေထောက်ပံ့ပေးခဲ့တာ။ဒါပေမဲ့ဟိုကောင်တွေကခွေးနေတွေထောက်ပံ့ပေးထားတဲ့ပိုက်ဆံတွေနဲ့လက်နက်တွေရတာတဲ့အခါမှာစိတ်ပြောင်းသွားတယ်။စိတ်ပြောင်းပြီးတော့ခွေးနေတွေကိုစော်ကားတယ်။ အနေထောက်ခံသူတွေအခွေးနေထောက်ခံသူတွေကိုအနာကျင့်တယ်ပူကြတယ်နှိမ့်ဆက်တယ်အမျိုးသမီးကမကြောင်းဝမ်းမနာသာတယ်လှုပ်တယ်ဆိုတော့အဲ့မှာရှိတဲ့ခွေးနေတယ်အခုအမြင်မှန်နေရတာကြပါပြီနောက်တစ်ခုမှရှိတဲ့နောက်တရင်တစ်ပုဒ်ကိုဆက်ရမယ်ဆိုရင်တော့ဆန်ကူမှာအကျမ်းပဲဗက်တက်တွေဆက်လက်ထုတ်กว่าထွက်ပြနေပါတယ်ကျွန်တော်တို့ဆင်ကိုရလိုက်ပြီတမတော်နိုင်လို့တပိတ်ချင်းမရတယ်ဆင်ကိုရတယ်ဆိုတော့ ခုနေ့တော့ကျွန်တော်သတင်းတပုတ်တင်ဆက်ပေးပြီးသွားပါပြီအဲ့ဒါမှပါလဲဆိုတော့ကျွန်တော်လက်ပံလာကိုဒီအများဆုံးပေါ့ဗျာကျွန်တော်တို့တပတ်ဆက်ရက်ပေါ့နော်အဲ့ဒီအများဆုံးမှာကျွန်တော်တို့ရမယ်ဆိုပြီးတော့ကျွန်တော်သတင်းတပုတ်တင်ဆက်ထားပါတယ်ဆိုတော့အခုကစင်ကူးမှာလဲစင်ကူးမျိုးကိုကျွန်တော်တို့ကနေပြီးတော့ပြန်လိုက်ထိုက်ခိုက်တိမ့်ပက်လိုက်ပြီဆိုတော့အဲ့ဘက်တကြုံမှာရှိတဲ့ပြတဲ့တွေကိုကျွန်တော်တို့ကနောက်ကခွေးမောင်းတော့မောင်းပြီးတော့ ကျွန်တော်တောလိုက်တယ်လို့ရှင်းနေတာပေါ့နော်ရှင်းနေတော့ဒီကောင်လေးသွေးပြက်ပြီးတော့ဆုပ်ကထပြေးနေပါတယ်ဒီနေ့ဆိုလို့ချင်းတော်တော်သေးလိုက်ကြတယ်အဲ့ဘက်တကြောင်မှာတော်တော်ကဆင်းကိုရရဲကြီးလိုက်မထားဘူးနဲမိတယ်အကုန်လုံးအဲ့ဘက်တကြောင်မှာပြည်သူလူထုကိုပုံမှန်ဟိုအစိုးရရန်နေရာအတိုင်းလက်ပတ်ဆောင်းလက်ပတ်နိုင်အောင်ဆိုပြီးတော့ပြန်လည်နေနေရာတွေရှင်းနေဒီကောင်လေးထောင်ထားတဲ့မိုင်းတွေရှင်းနေအဲ့ဒီအပြင်ကိုနှာပြီးတော့မနောက်ချက်ရဲအောင်ဆိုပြီးတော့အဲ့ဒီကောင်လေးကိုနောက်ကလိုက်ရှင်းတာနောက်ကလိုက်ရှင်းတာရှင်းလာတော့ဒီကောင်လေးပိုးစုပ်ပစက်နဲ့ထွက်ပြေးနေတယ် နောက်တစ်ခုကတော့စကိုင်းတိုင်းကလေးခရိုင်မင်းကင်းမြို့နယ်အကျံဘက်ဗတက်အဖွဲတရှုကဦးစီးလုတ်ကင်နေမဲ့ဦးစီးလုတ်ကင်မဲ့အလောင်းပြေကျွန်းရွှေမျောစီမံကိန်းကိုဒီနေ့မှဒေသခံအလူလူအင်အား2000ကျော်နေတော့တတိယအကြိမ်မြောက်ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်လို့ဒေသခံတွေကနေလို့သိရှိရပါတယ်ဒီကောင်လေးကလှုပ်ရှင်တိုင်းလှုပ်နေတာဒီမှာသူတို့ပြည်သူလူထုရဲ့ ဟိုကင်ပြီးတော့ဆန္ဒပြတဲ့ဆိုင်းဘုတ်ကပါတယ်ဆိုလောင်းပြေရွှေမျောကန့်ကွက်ဆန္ဒပြခြင်းတင်းတော်ကြီးရောပြည်သူလူထုပြည်သူလူရဲ့အသက်အဝင်စီးစိမ်ဆွန့်လွန်အနေနာခံခဲ့ရတာတော်လန်စီးပွားရေးသမားတွေချမ်းသာဖို့အတွက်မဟုတ်ဘူးဆိုပြီးတော့ဒီကောင်တွေကနေပြီးတော့အာအဲ့ဒီမှာရှိတဲ့အရင်တော့သူတို့ကဟိုဗရက်အားပေးရတယ်နေပြီးတော့နော်တောက်တစ်ခေါက်ခေါက်နဲ့ကြိတ်နဲ့ကြိတ်မနဲ့ခဲမရဖြစ်ပြီးတော့ဒီနေ့ဆန္ဒပြနေကြပါတယ်ဆိုတော့ဒီကောင်တွေကအခု ဒီနေ့ဆိုလို့ရှိရင်ဒီနေ့နောက်ဆုံးတဲ့သတင်းသိရတဲ့အရာဆိုလို့ရှိရင်မိုးကုတ်ကိုပြန်ရဖို့တဲ့99တက်သမား99ရာခိုင်နှုန်းသိကြရပါတယ်။အဲ့ဒီမှာရှိတဲ့ဗက်တရီကိုစုပြုံပြီးတော့ရှင်းနေတာ။ညှက်ပိတ်ထားတာညှက်ပိတ်ပြီးတော့ရှင်းနေတာ။ဆိုတော့ဒီကောင်လေးကခုဆိုပဲစိတ်ကိုလွှတ်လိုက်ရတယ်မန္တလေး PDS ဆိုပြီးတော့သူတို့မိုးကုတ်ကိုကောက်ွက်မယ်တဲ့။မန္တလေး PDS ခံနေပြီးတော့ကျန်တဲ့ဟိုခွေးတွေကိုလည်းညှိဆွဲထားတယ်ဗမာမင်းတို့လာကြအတူတူငါတို့စုပေါင်းပြီးတော့ဘာလို့ကြောက်လဲညာတော့မယ်။ခုလက်ရှိအရင်တော့အစင်ကိုဒီကောင်လေးရထားတာ။ ဇင်းကိုတက်မလို့ပြန်လိုက်ထိန်းချိုလိုက်အရင်တော့ကတပိတ်ကျင်ရတာတပိတ်ကျင်တက်မလို့ပြန်လိုက်ထိန်းချိုလိုက်ပြီဆိုတော့ရှိတဲ့နေနေတယ်မှာလက်လော်ရတယ်ဘလို့လို့မိုးကောက်ကိုကာကွယ်မလဲဒါရိုးရိုးလေးစဉ်းစားတော့ရတယ်လေသမင်းစားပြီးခွေးရှိတော့မပါဘူးလို့ရပါဘောဆိုတော့အားလုံးတရင်ကိုပြန်ချုပ်လိုက်ရတယ်ဆိုလို့ရှိရင်ရခိုင်မှာလည်းငတ်နေပြီဘဝတွေပြည့်နေကြတယ်ပြီးတော့ဆိုရင်အဲ့ဘက်တဲ့ကြောင့်မှရှိတဲ့နေမီတွေလည်းပြန်ရရပြီနောက်တစ်ခုကတော့ အဲ့ရရှာနေတယ်ဒီနေ့ဟန်တက်မတော်ရေးပူအောင်ဆက်စင်လောက်ဖို့အတွက်ဒီမသုံးလေးရောက်နေတယ်အတူတူမူအောင်ဆက်စင်လောက်ကြမယ်ခရင်မှာဆိုရင်လည်းကင်နေပြီအဲ့မှာခွေးဆွဲတို့ရဲ့တပည့်ပန်းတွေအားလုံးသိကြပစ္စည်းနေကြပြီနောက်တစ်ခုကတော့ရှင်းပြနေမှာအဓိကအရေးကြီးတဲ့နေရာဒေတာတွေပြန်ယူထားပြီးအညာမှာဆိုရင်လည်းဒီကောင်လေးရဲ့ဗတက်တိုက်ကိုရှင်းလိုက်တဲ့တရားရင်မှာဆိုရင်လည်းကျွန်တော်တို့အဓိကအရေးကြီးတဲ့ဟိုကာတာစာမှု level လောက်ကိုကျွန်တော်တို့ရှင်းလိုက်နိုင်တယ်ရှင်းလိုက်နိုင်တယ်ဆိုတော့ ကျွန်တော်တို့အများကြီးပဲအကောင်းဆုံးသတင်းတွေပေါ့နော်မကြခင်ရှင်တော့မှရွေးကောက်ဝဲတဲ့ကြာရောက်လာတော့မယ်ရွေးကောက်ပွဲမဲသွားပြီကြပါရွေးကောက်ပွဲအလူဖြစ်ဖို့တိုးလာတာကျွန်တော်တို့အစိုးရတရက်ဆိုလို့ရှိရင်အေးစစ်စစ်ပဲကျွန်တော်တို့တက်တောက်တက်တာသွားပြီအေးစစ်စစ်ပဲတဖြည်းဖြည်းနဲ့တမုံတွေလုံးဝပါနေမယ်လုံးဝပါသွားမယ်အရှင်နေပြီပေါ့နော်ဆိုတော့ကျွန်တော်သတင်းအော်ဒီမှာပဲဆုံးသက်လိုက်ပါတယ်ဟိုကြမှာဆေးချမ်းသာရှိကြပါစေစီးပွားရေးလုပ်ငန်းအဆင်ပြေပါစေတောက်စုပြပါတယ်နောက်ဗီဒီယိုမှာထပ်မံဆုံးပြကြပါစို့အားလုံးပဲဘိုင်ဘိုင်